ဖေနဲ့မညံ့လို့မိဘစကားပြောတယ်အဖေနဲ့မအတုံးမကြဘူးတောင်းကွာတောင်းမှာမိရဒီကတော့ဘာတဲ့လို့စိုးစမ်းမှာစုံတော်တဲ့ဖေနဲ့မေတော့မိရဒီကစော်ကားတယ်ငါမေတော်ခွေးလို့ကဲမြကျွန်တော်ဘေဘီသားပဲဒါတော့ကျွန်တော်ကိုဘေဘီသားပဲမိုးနေတဲ့ချိန်မှာတွဲတရုပ်ဆောင်နဲ့စိုးရမယ့်လူရဲ့ရင်ထဲမှာတော့မလက်လိုက်လေးလေးနေချင်းလေးရဟိုဖြစ်တယ်ဆိုတော့ဒီကကြီးနဲ့ပြည်သက်တွေတော့ကျွန်တော်လည်းမတွေးဝင်စီရပါဘူးဒီသားဆိုတာဒါလူတွေအကုန်လုံး ချာနင်းခံတဲ့ဘဝပေါ့နော်ဒါပေမဲ့ဟိုဘယ်လိုပြောရမလဲတီးခွန်းနေအများကြီးတီးခွန်းနိုင်တယ်အဲလိုပုံစံနေပေါ့ဟုတ်ကဲ့ကျွန်တော်တို့ကတည်းအများကြီးပူရှိတယ်ကျွန်တော်စားရတော့ဖုံးနေတာဒီအဲ့လိုမျိုးပြောရင်လည်းနားမလဲအဲ့လိုအဲ့လိုမျိုးတော့ရိုက်ပြီးတိုင်းတော့ဟိုဟိုလေးစားသမှုနဲ့ sorry လို့ပြောပြပါတယ်နောက်တစ်ခုကတော့ကျွန်တော်ရှေ့မှာပြောခဲ့သူပဲဒီအခုမျက်လုံးအကြည့်ပြီးကျွန်တော်ကစိုးဘူးကဘလို့မှ အဖြစ်နိုင်ရောလို့အရန်ကိုကျွန်တော်ဟိုမှုသွင်းပြီးလောက်ရတာဒါပေမဲ့ကိုရောလည်းအများကြီးဆွဲခေါ်ပြီးပါကျွန်တော်အခုလိုလို့စိုးနိုင်အောင်လားအကိုကအများကြီးပတ်နေတယ်ဟောဒီဒီကားမှာအဓိကကားကောင်းတယ်ဆိုတာဒါအဓိကဒါရေးစုံနေရင်ဒီမိုင်းတန်တန်ကြီးရဲ့တို့နှစ်ယောက်ဒါအများကြီးကောင်းတယ်ပေါ့နော်အများကြီးကျိုးသွားလို့အဲဒီကားကလိုအပ်တဲ့တန်ဖိုးတိကျောက်လာတာပေါ့တို့ဘော်ရီဘောဟိုပုတ်ကြတယ်လို့ပေါ့ဗျာညှောက်ပေးတဲ့လူက ဒါမြင့်မြင့်လေးနဲ့ကောင်းကောင်းလေးမြောက်ပြီးမှရိုက်ချတဲ့လူကအဲအဲ့တဘောမျိုးအဲအဲ့အဲ့ပုံစံမျိုးပါပဲကျေးဇူးပါအဲဒါဘောဒါဘောအဲဒီကားမှာဒါဒီဒီစီလူဘွေရောညီမလေးတန်တန်ကြီးရောဒါအကောင်းဆုံးပေါ့နော်ဒါတရုပ်ဆောင်ပေးရတယ်အဲအဲ့တို့လည်းမမုန်းကြပါနဲ့လို့ပြောချင်ပါတယ်ဟုတ်ဒါကတော့ကျွန်တော်ကိုခင်လို့ချစ်လို့ရတယ်ကျွန်တော်ပြောတာဖြစ်မှာပါခင်ဗျာဖေနဲ့မညံ့လို့မိဘစကားပြောရင်ဖေနဲ့မရအတော့ကြာ ားတဲ့ဖေတဲ့မေတော့မေတော့စောကားတယ်ငါမေတော့ခွင့်မလို့ဟာအဓိပ္ပာယ်ကတော့အဲ့လိုအများကြီးရှိတာပေါ့နော်အရန်ကိုအဓိပ္ပာယ်ရှိတဲ့တိုက်တယ်လေးလို့ပဲကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့မြေသားဆိုတာဒါလူတွေအကုန်လုံးခြံနှင်းခံတဲ့ဘဝပေါ့နော်ဒါပေမဲ့ဘယ်လိုပြောရမလဲတီးခွန်းနေအများကြီးတီးခွန်းနိုင်တယ်အဲလိုပုံစံလေးပေါ့ဟုတ်ကဲ့ဒီကိစ္စမျိုးဆိုတာဟိုမိသားစုတော်တော်များများမှာကျွန်တော်ထင်တယ်ကလေးဖြစ်တာရှိရလို့ထင်တယ်ပေါ့နော် အနည်းနဲ့အများလို့ပဲခွာခြားကြနိုင်မထင်နဲ့ပြင်မာရောတွေ့ဘူးပါတယ်ကျွန်တော်တို့ family ရကြတော့လည်းတယောက်တယောက်ကိုတယောက်ဘယ်လိုပန့်ပွင့်နေပဲဟိုဖြတ်တန်းနေရပါခင်ဗျာအစုံကန်းနေရတော့အဲ drama တွေပဲများတာဟုတ်ကဲ့ drama တွေပဲများတော့ဒီဘက်အပေးယူညံ့ညလေးနဲ့တုံးဆောင်ရတော့ဟုတ်အပေါ်နေကတော့အခုကဒါငကားပေါ့နော်ဂျိုရင်းကမှဆိုလို့ရှိရင်တွေ့ပြီးတော့တုံးဆောင်ရတာကျွန်တော်ကျွန်တော်တော့တော့ဒါဒီကနေ့ဆုလက်တစ်ခုပါပဲကျွန်တော်ပညာရည်လည်းရသလို ရန်လဲဟိုကျွန်တော်ဝမ်းသာတယ်ပြီးတော့ကျွန်တော်ဂျင်မာလဲစုံပြီးရနော်အဲကျွန်တော်ကတော့ပြီးသွားပြီဂျင်မာကိုတော့ဒါအကျိုးသားနေလို့ကြားတယ်ဂျင်မာကဲမြောကျွန်တော်ဘေဘီသားပဲဒါတော့ကျွန်တော်ကိုဘေဘီသားပဲနောက်တစ်ခုကကျွန်တော်တို့အခုစကြည့်ခဲ့ရတဲ့အချိန်တော့ဆိုရင်အခုကရင်တော့ဆိုလို့မော်နမဇက်ကြီးရှိနေတယ်အခုတော့ကပြော့အအမေနဲ့သားနဲ့ဇက်ကြီးရင်တော့အခုအဲ့လိုနေနေပဲတောက်လျှောက်လုံးဝကြည့်ခဲ့ရတာအဲ့မှာအခုရဲ့လုံးဝပြည်ပင်တဲ့ဒီဥဆောင်ချက်တွေကိုတောက်လျှောက်ကျွန်တော်ကကြည့်ခဲ့ရတာ ဆိုတော့အဲ့ဒါတွေကလုံးဝကျွန်တော်ကအပြင်မှာတိရစ္ဆာန်တဲ့ဒီမှာအပြင်မှာပါကျွန်တော်တွေ့လိုက်ရတယ်ကျွန်တော်ကဘောလို့တကယ်ကိုပြည့်စုံတယ်လို့တကယ်လည်းအားကျတယ်ကျွန်တော်ကဟာသားဆိုလဲဟာသားလေးအောင်ဘောကအရင်ကြီးနေရတယ်ငိုနေတဲ့အချိန်မှာတွဲတိရစ္ဆာန်နဲ့စိုးရမဲ့လူရဲ့ရင်ထဲမှာတော့မှလက်လိုက်လေးလေးငိုခြင်းလေးရောဟိုဖြစ်နေဆိုတော့ဒီကကြီးနဲ့ပြိသက်တွေတော့ကျွန်တော်လည်းမတွေးဝင်စရာပဲကျွန်တော်ကိုယ်တိုင်ကသာ1နေနေဆိုတော့အကွာတော့ဘာမှပြောစရာမလိုတော့တကယ်ပြည့်စုံတယ်အဲ့လိုတော့မဟုတ်ပါဘူး ွဲဟိုစိတ်မခံအောင်ဆိုရင်တော့လက်ဆောင်ရဲ့ပေါ့အဲ့လိုပဲပြောချင်ပါတယ်ဟုတ်ကဲ့ဟိုဒါလူငယ်တွေကတော်ပြီးသားပါအကုန်လုံးဒါတကယ်ဆရာကြီးတွေပဲတော်ပြီးသားတဲလန့်နေတယ်ကျွန်တော်တို့ကတည်းအများကြီးပူရှိတယ်ကျွန်တော်စားရတော့ထုံးနေတာဒီအဲ့လိုမျိုးပြောပြောရင်လည်းနားမလဲအဲ့လိုအဲ့လိုမျိုးပေါ့ဒါလူငယ်လူငယ်တွေကတော့အရန်တော်ကြပါဘူးဟောကျွန်တော်ခုနကပြောသလိုပါပဲဟိုလူတိုင်းလူတိုင်းကဒါအကုန်လုံးဘဝတွေရည်တည်ဖို့အတွက် ဒါကိုယ်နဲ့အစီအမြင်မဲ့အလုပ်တွေဒါလုပ်ကြရတယ်ပေါ့နော်ပြီးတော့ရုံးကန်ကြရတယ်ပြီးတော့ကြားရတဲ့ငွေတွေပတ်စံနေတယ်ဒါမိသားစုကိုပြေလည်အောင်ပြေရှင်းအောင်မိသားစုရဲ့အဖို့တွေကိုဒါတတ်နိုင်ဆုံးပြေးပေးနေကြတယ်ပေါ့နော်အဲအဲ့ဒီထဲမှာမှဒါကခက်ခက်ခဲပြင်းမမှန်းနဲ့ဒါဒီဒီစီရင်ဝင်တဲ့အလုပ်ကိုလုပ်ပြီးတော့ပေါ့မိသားစုရဲ့ပြဿနာတွေကိုပြေရှင်းပေးနေရဲ့ဒါအိမ်တော်ဦးစီးတယ်အဲလို့မိခင်နေပေါ့နော်ဒါအရန်ကိုလေးစားကြကောင်းပါလေလို့ လေးဟုတ်ကဲ့ညီသာကားကိုဒါပြိသက်တွေအားပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဆိုဒီကားမှာဒါအပေါ်ကတော့ဒါဟိုဟာ100%အញ្ញမ်းကိုကောင်းပါတယ်ဒါကျွန်တော်တို့ကလိုအပ်ချက်တွေရှိလို့ရှိရင်တော့ဖွင့်လွှတ်နားလည်ပြီးပါလို့ပြောချင်ပါတယ်ဆိုကြတော့ဒီကားလေးမှာကျွန်တော်အပေါ်တော့အဓိကတော့ဘောကလုံးဝအဲတကယ်တမ်းမိုက်ကန်ဒီမှာတကယ်သွားရရတယ်ကျွန်တော်တို့နားရရက်ဒီမှာဆိုတော့ဘိုးတော့ကလုံးဝနေဘူးထဲမှာသွားပြီးတော့ရိုက်နေရတယ်ဆိုတော့တကယ်အခုတော့ ကျွန်တော်ပို့ပြီးတော့ပို့ယူပြီးပါတယ်ဆက်ပြောနေတာဒီကလေးအားပေးပါဦးအဲတကယ် main နေရာကြီးမှာဆိုလို့ရှိရင်တော့ကျွန်တော်တရက်ပါပဲဒါတရက်ကိုမနက်အစောကြီးကနေပြီးတော့ညနေအောင်လေးပြီးပါတော့အမိုက်ကန်နေမှာတော့ကျွန်တော်တို့နေ့တိုင်းနေပါပါပဲအဲလို၄-၅ရက်လောက်တော့ရှိမှာတယ်အဲကျော်လဲတော့ရိုက်တော့မှာပဲအဲအဲ့ဒီဟာတွေတည်တာပေါ့နော်အဲလိုဆိုတော့အဲ့ဒါကြောင့်ကျွန်တော်လေးစားရဲလို့ပြောတော့ပါအဲဒါဒီကားကတော့ပြည့်တဲ့ရင်နဲ့လည်းရောက်မယ် ကျူတာတဲ့ဒရမာကားတကပါဒရမာကားဆိုတာကိုဘောသေးဘောဆက်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်ဒီလ28ရက်နေ့မှာဒါဆုံးပြတ်သားလို့ဖြစ်ပါတယ်အဲ့ဒါလာရောအားပေးပါလို့ဖြစ်ပါတယ်